ဒါကတော့ကမ္ဘာပေါ်မှာဈေးကြီးဆုံးတစ်သမျိုးဖြစ်တဲ့ African Blackwood လို့ခေါ်တဲ့ Africa တစ်မဲပဲဖြစ်ပါတယ်။ Africa တိုက်အရှေ့ပိုင်းနဲ့တောင်ပိုင်းနိုင်ငံတွေမှာတွေ့နိုင်ပါတယ်။အပင်းရဲ့အမြင့်ကတော့15မီတာလောက်မြင့်ပါတယ်။တိခောက်တွေကမီးခိုးရောင်ရှိပြီးတော့တစ်သားအရောင်ကတော့အညိုရောင်ကနေအမဲရောင်အထိရှိတတ်ပါတယ်။ဒီတစ်ကအရန်ခိုင်ခန့်ပြီးမာကျောတဲ့အတွက်ကြောင့်ကမ္ဘာအမအားဆုံးတစ်တွေတဲကတစ်ခုလည်းဖြစ်ပါတယ်။ရည်သွေးကောင်းမွန်ပြီးအေးအဆင့်ရှိတဲ့ဒီသစ်သားတွေကဈေးအရန်ကြီးပါတယ် တစ်ကူပမီတာကိုအမေရိကန်ဒေါ်လာ14000လောက်ကိုရှိပါတယ်။ပုံသွင်းရတာလဲလွယ်ကူတဲ့အတွက်ကြောင့်ဂီတာတူရီယာအမျိုးမျိုးနဲ့ပရိဘောကပစ္စည်းတွေမှာတွင်းတင်းကြဲကြဲအသုံးပြုကြပါတယ်။ Clarions, Oboes, Highland Pipe စတဲ့ပလွေအမျိုးမျိုးနဲ့ဂီတာတရော့စတဲ့တူရီယာပစ္စည်းအမျိုးမျိုးတွေမှာတန်ထွက်ကောင်းအောင်ဒီသစ်ကိုအသုံးပြုကြပါတယ်။ ZGB အစစ်မြင့်ပရိဘောကပစ္စည်းတွေမှာလည်းအသုံးပြုကြပါတယ်။ German Da ကုမ္ပဏီဆိုရင်လည်း ခိုင်ခန့်ပြီးရေစုခံနိုင်တဲ့ဒီသစ်ကိုဓာတ်လက်ကင်ဖြစ်အသုံးပြုပြီးရောင်းကြလျက်ရှိပါတယ်။ရှေခိအီဂျစ်တွေကလည်းဒီသစ်ကိုအမျက်တလို့တံပိုးထားကြပြီးတော့ပရိဘောကလုပ်ငန်းတွေမှာအသုံးပြုလာခဲ့ကြတာပါ။အာဖရိကတိုက်မှာရှိတဲ့နိုင်ငံတွေမှာလည်းဝင်းရကိုလို့ခေါ်တဲ့ဗဟုလုပ်ငန်းတွေမှာဒီသစ်ကိုအသုံးပြုလျက်ရှိပါတယ်။ African Blackwood သစ်ပင်တွေဟာအပင်ရင့်ပြီးခုတ်လို့ရတဲ့အချိန်အထိအနည်း60ကျော်စောက်ရပါတယ်။အဲဒါကြောင့်ဈေးရန်ကြီးနေရတာပါ။လူတွေရဲ့တရက်မဝင်အလွန်ကျုခုတ်ခုတ်ထုတ်ယူနေတဲ့အတွက်ကြောင့် ဒီသစ်ပင်မျိုးစိတ်ဟာလည်းမျိုးတုံးလုံးဒီပါအဆင့်ထိကိုရောက်နေပါတယ်အဲဒါကြောင့်သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းတင်းကျပ်တဲ့ဥပဒေတွေနဲ့ထိန်းသိမ်းဆောက်ဆဲလျက်ရှိပါတယ်